ိမ်တော်မပြုတ်ပဲလူပြိုကြီးလုံနေရတဲ့အကြောင်းရင်းအမှန်ကိုပြိတက်တွေတီအောင် ပြောပြလာတဲ့တရုတ်ဆောင်စီရဲ့ထက် တရုတ်ဆောင်စီရဲထက်ဟာတော့ဟိုးအရင်ဗီဒီယိုခစ်သေးကပရိသတ်အားပေးမှုကိုများစွာရရှိထားပြီးအရန်ကိုအောင်မြင်တဲ့မင်းသားတယောက်လည်းဖြစ်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာအမှုပညာလှုပ်ရှားမှုတွေဆက်လက်မပြုလုပ်တော့ပေမဲ့သူ့ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကိုဆိုရှယ်မီဒီယာကနေတဆင့်ပရိသတ်တွေကိုအမြဲတမ်းမျှဝေလေးရှိသူဖြစ်ပါတယ်။ယခုအခါမှာလည်းဇေယဲထက်ဟာသူ့အနေနဲ့အိမ်တော်မပြုဘဲလူပြိုကြီးလုပ်နေရတဲ့အချက်ကိုပရိသတ်တွေသိအောင်သူ့ရဲ့ Facebook အကောင့်ကနေပြောပြလာတာပဲဖြစ်ပါတယ်။ ဇေယဲထက်ဟာသူဟာငယ်စဉ်ကတည်းကပဲအိမ်တော်ပြူတာထက်တယောက်တည်းကိုလန်းကိုရှောက်ဖို့ကိုပဲစိတ်ကူးထားသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်သူအနီးအနားမှာရှိတဲ့သူ့ညီမရဲ့အိမ်တော်ရေးကံမကောင်းခဲ့တာတွေကိုကိုယ်တိုင်မြင်နေရတာကြောင့်အိမ်တော်ရေးကိုစိတ်ပျက်ပြီးကိုယ်တိုင်အိမ်တော်မပြူပဲလူပြိုကြီးလုပ်နေရတာလို့ပြောပြလာတာပဲဖြစ်ပါတယ်။အခုကြည့်နေတဲ့သူတွေထဲမှာရောတစ်ချိန်ကဇေယဲထက်ရဲ့ပရိသတ်တွေပါရင်လူပြိုကြီးလုပ်နေတဲ့ဇေယဲထက်အပေါ်မိမိတို့ရဲ့အမြင်လေးတွေကိုအောက်ကကွန်မန့်မှာပြောပေးသွားခဲ့ကြပါဦးနော်။ ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီပေးကြပါအောင်နော်။